အားလုံးပဲမင်္ဂလာပါခင်ဗျာကိုနေသားသမီးများအားလုံးအေးရန်ကြောင်းကြအနေရကတဲ့ကင်းကြီးပြီးကက်သုံးပါးမှကြော်လွားနေကြပါစေကြောင်းဘီဒင်လက္ခဏာကံပြရပညာသူတည်သည်ဆရာဦးမြတ်ဆံမမြစ်တစ်စုတော်မြတ်တာများပို့တာပါလေမြမတက်ကလေး1386ခုနှစ်ကုန်လို့1389ခုနှစ်ကိုဦးပြောင်းလာတဲ့အခါမှာအခုအပြောင်းမှာ ထူးကောင်းမကောင်းသိလိုတဲ့ခொနည်းသားသမီးများအတွေ့ဘီရင်လက္ခဏာကံပြရပညာသူတည်းဒီဆရာဦးမြတ်ဆံမကျန်းကိုထောက်လမ်းနေနဲ့ပေါက်ပေးပါမယ်မနစ်ကတော့ဟေးကံကိုမကောင်းဘူးဘာလှုပ်လှုပ်အစင်မပြေဘူးဒီနှစ်တော့ဘလို့နေမယ်ဆိုတာမသိဘူးဆိုတဲ့မိဘမိသူများမနစ်ကဘာကြောင့်အစင်မပြေတယ်ဘဲဂျူတွေမကောင်းလို့ဒါမှမဟုတ် ကိုကံကလည်းညံ့နေလို့ဂျိုးရဲ့ဂျိုးသားတွေကညံ့နေလို့ဂျိုးရဲ့အမင်းအရှင်တွေက မကောင်းလို့ဘာလုပ်လို့အစင်မပြေတာဆိုတာတချို့ကမသိကြဘူးဗျာဒါကြောင့်ဒီနေ့မှာတော့ဘာနေသားသမီးတွေကကံကောင်းမယ်ဘဲဂျိုးတွေအမင်းအရှင်ကောင်းရင်ဘာတွေဖြစ်တယ်ဆိုတာကိုဆရာဦးမြတ်ဆံမရွှေညာမြေ channel မှာတစ်ဆင့်ပြင်ပြပေးတော့မှာဖြစ်တဲ့အတွက် စောင့်မျှော်တည်ရှိပြီးအားပေးကြပါလို့သိလိုတာရှိရင်လဲမိမိတို့ရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအိမ်တော်ရေးများကို ရွှေညာမြေ channel မှာတစ်ဆင့်ဖုံးဆက်ပြီးမြင်းမြန်းနိုင်ပါတယ်ဆိုတဲ့အကြောင်းတရင်ကောင်းပါလိုက်ပါရစီခင်ဗျာ 1389ခုနှစ်တွင်ကောသာတက္ကသိုလ်1389ခုနှစ်တွင်စနေသားသမီးများကတော့ထွန်းပါတယ်စနေနံနေထွန်းပါတယ်ခင်ဗျတနင်္လာနံနေကပုတ်ပါတယ်ပုံရဘူးနံနေသေးပါတယ်တနင်္ဂနွေနံနေကပြတ်ပါတယ်ခင်ဗျနော်ဒါကြောင့်မလို့1389ခုနှစ်ကောသာအလူရစနေတောက်ကြတနင်္ဂနွေရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ရှိရင် ထူးတရီထားပါခင်ဗျနော်အယုံကြည်လွန်လို့မရပါဘူး1389ခုနှစ်မှာဗုဒ္ဓဘုရားသမီးတင်းလာသားသမီးကြာလာပြေးသားသမီးများကတော့ဦးတော်မဲတော်ပွဲထိုးကိုးွယ်တာကြီးအထူးတရီထားပါနန်းသမားတွေဖြစ်ပါတယ်ခင်ဗျလုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လဲဗုဒ္ဓဘုနဲ့ကြာတာပြေးတွဲပြီးတော့မလုပ်သင့်ပါဘူးဗုဒ္ဓဘုကြာတာပြေးကတက်ခမိပါတယ်ခင်ဗျ ပေါင်း389ခုနှစ်ကောသာအလိုရတနေ့လာနဲ့စတေသားသမီးတွေ့ပြီးတော့အလုံးမလုံးတင်ပါဘူးတက်ကမိပါတယ်ခင်ဗျအင်္ဂါနဲ့တောက်ကြတွေ့ပြီးတော့အလုံးမလုံးတင်ပါဘူးတက်ကမိပါတယ်တနေ့ငွေသားသမီးများကတော့တယောက်တည်းပက်ကမိတယ်လို့ခေါ်ပါတယ်နောက်တောက်ကြသားသမီးများကတော့1389ခုနှစ်ကောသာမှာမလဲရှုပ်လို့ခေါ်ပါတယ်ဗျနော်အဲကြောင့်မလို့အင်္ဂါသားသမီးများကတော့ စိတ်တွေးရဖြစ်ပါလေကြာတာပြေသားသမီးများကတော့ဒဝင်မာနဖြစ်ပါလေခမ1389ခုနှစ်ဩဇာမှာဘာဘုတ်ပြင်ကြပါတော့တနင်္လာသည်ပုတ္တိအိမ်မှာကြပါလေတနင်္ဂနွေသည်ပင်ကအိမ်မှာဖြစ်ပါလေဘုဒ္ဓဘုသည်မရဏအိမ်မှာဖြစ်ပါလေအဲ့ဒီနေ့သုံးနေသားသမီးများဒီတမှာဘုဒ္ဓဘုသားသမီးများရှိရင်ဒီနေ့ကတော့အထူးပြုဆက်ရပါမယ်ဘုဒ္ဓဘုနဲ့နေသေးပါတယ်သောပါတော်ညာလေ1389ခုနှစ် ဗုဒ္ဓဘုမရဏကြပါမယ်လို့သိရင်မြေကြီးရှင်ရင်ရွှေထီးဆိုတကယ်သူလောက်ရဲရင်တော့လေအကျိုးရှိနိုင်ပါတယ်နော်စွရင်စားရမယ်ဆိုတဲ့နှစ်လို့လည်းပြောလို့ရပါတယ်ခင်ဗျစနေသားသမီးများကတော့ကန်ထပြီးဟန်ကြမယ်နှစ်ပါခင်ဗျနော်အဲ့တော့တောက်ကြသားသမီးများကတော့ဒီနှစ်ကတော့ဦးလယ်လယ်နဲ့သူများလိန်နာညာတာတွေခံရတတ်ပါတယ်ခင်ဗျဂျာတာပရိသသမီးများကတော့ အဓိပတိအိမ်မှာကြတာဖြစ်တဲ့အတွက်မဟာနာတွေတထောင်တော်မလို့တင်ပါဘူး။ဒါကြောင့်မလို့1380ခုတခုနှစ်ကောသာတက္ကတိအလိုအရအပြင်းအရှင်းတွေပြောပြတဲ့အခါမှာ1380ခုတခုနှစ်ကောသာအလိုအရဗုဒ္ဓဘုနဲ့နေဗုဒ္ဓဘုနဲ့သာသမီများတွေနောက်ဗုဒ္ဓဘုပါတော်နေသာသမီများ အတူကြည့်ဆက်ရပါမယ်။တနင်္ဂနွေသာသမီများ အကြံစီတွေပြတ်တတ်ပါလေ။တနင်္လာနဲ့ငွေကြောက်ကား အတူကင်းဆိုင်ပါเนาะကျောင်းမဝင်မားဖြစ်တတ်ပါတယ်ခမဗုဒ္ဓဘုနန်ကြီးကသိပါတယ်ခမเนาะအကြောင်းမလို့စနေနံနေထွန်းတာဖြစ်တဲ့အတွက်ထီစုကြီးတွေလည်းပေါ့စီတတ်ပါတယ်စနေသားသမီးများကြီးเนาะကျွန်တော်တို့ဒီနေ့1389ခုနှစ်မှာလန်ထန်းတာတာမြင်ရဘူးကန်ထန်းလာမမြင်အောင်ဆိုတဲ့နှစ်ပါဒီနေ့ကတော့ကန်အထူးကောင်းမဲ့နှစ်ပါခမအကြောင်းမလို့1389ခုနှစ်ကောသာတက္ကတိအလိုရဒီနေ့ကတော့ အဓိပတိအိမ်မှာကြားတဲ့ဇာတာပတိသူများဇာတာပတိသားသမီးများအဓိပတိဆိုတာမြင်မာတာဖြစ်တဲ့အတွက်အဝင်မာနာဒါလို့တော့မရပါဘူးခင်ဗျအမြင့်ကကြားရင်လည်းနာရက်ပါတယ်နော်နေနေကကြားရင်မနာသလိုအမြင့်ကကြားရင်လည်းနာရက်ပါတယ်ခင်ဗျအကြောင်းမလို့ဒီနှစ်1389ခုနှစ်ကောသာအလိုရတောက်ကြသားသမီးများကတော့ကိုကိုကိုအထင်ကြီးလို့မရတဲ့နှစ်ပါခင်ဗျနော်အကြောင်းမလို့ဒီနှစ်မှာ တစ်နှစ်လုံးရဲ့ခြုံငုံသုံးသက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒီနှစ်ကတော့အထူးဂယုဆိုင်ရမယ်နှစ်ပါခင်ဗျာ။ဘာဖြစ်လို့လဲဆိုတော့ကတ်တုံးမအချိန်မကုန်သေးပါဘူး။နှစ်ပေါင်း100မှာတကြိမ်ကတ်ဆိုင်ကတဲ့နှစ်ပါခင်ဗျာ။အဲ့တော့ကျွန်တော်တို့2018ကတည်းကစိုက်လာခဲ့တဲ့ကတ်ယောဂဘေးတွေကအခုဆိုလို့ရှိရင်ရှင်းနှစ်ကြာသွားပါပြီ။နှစ်နှစ်တာကာလကတ်ဘေးယောဂကြံသေးတယ်လို့ကျွန်တော်တို့တွက်ချက်လို့ရပါတယ်ခင်ဗျာ။ဒါကြောင့်မလို့ဘုန်းကြီးအသားသမီးများ ဘာသာရေးများများများလုပ်ပါဖျားတရားများများလုပ်ပါဒါကြောင့်မလို့အနန္နောနန္နာ၅ပါးမမိပါနဲ့เนาะအမိအဖဆရာသမားအလုံးရိုသေလေးသားစွာနဲ့ဂယုစိုက်ပြီးလုပ်ပါဘုရားရရရားကြီးခြေပါခင်ဗျဖျားဖရင်လည်းအသက်ရှိတယ်လို့ပြောလို့ရပါတယ်ခင်ဗျအကြောင်းမလို့ဖျားတရားတန်ခါမိပါဆရာသမားအနန္နောနန္နာ၅ပါးကိုအထူးအလေးထားပြီးတော့ဒီနေ့1389ခုနှစ်ကောသာကိုပြတ်တမ်းပြီးတော့ကြော်လွားနိုင်ကြပါစေလို့ ဆရာကြီးဦးမြတ်ဆန်းကစုမုံကောင်တောင်းရပါတယ်ခင်ဗျာ